ို့သည်ကောင်းမကောင်းချက်ချင်းသိနိုင်မှုတွေဒီစစ်ဆေးမှုတွေလောက်လိုက်ပါကဲအဲ့တော့ကျွန်တော်ကဒီအသေးကောင်းမကောင်းစစ်ဆေးဖို့အတွက်ကိုဒီဗီဒီယိုကျွန်တော်လုပ်လိုက်တာပါเนาะအဲ့တော့အသေးကောင်းမကောင်းကိုဘယ်သူအဓိကဆက်ကမှာလဲဆိုတော့အရက်အကြာကြီးတောက်တဲ့သူပေါ့နော်နောက်ပြီးတော့နာတာရှိအသေးရောကခံစားနေရတဲ့သူတွေနောက်ချက်ကကိုကိုကိုဗျာဒီအသေးမကောင်းလို့ခံစားနေရတဲ့သူတွေအသေးကောင်းမကောင်းစစ်ချင်တယ်ဆိုလို့ရှိရင်စစ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ် အဲ့ဒါအဓိကတော့ဘာလဲဆိုတခွက်ခန်းသွားမှာပေါ့နော်တခွက်ခန်းသွားလို့ရှိရင် liver function test လို့ခေါ်တဲ့ဟာကိုဆက်လိမ့်မယ်အဓိကကျွန်တော်တို့ဘာကိုအဓိကဆက်လာလဲဆိုတော့ဒီ liver ထွက်တယ်ပေါ့နော်အသေးကထွက်တဲ့ enzyme တွေပေါ့နော်ဓာတ်ကူပစ္စည်းတွေဆက်တယ်ပြီးတော့ bilirubin လို့ခေါ်တဲ့ဓာတ်ကူဆက်တယ်နောက်တစ်ခုတော့ protein လို့ခေါ်တဲ့ဟာပေါ့နော်အဲ့ဒါကြီးဆက်တယ်ပေါ့နော်အဲ့ဒါကြီးဆက်ပြီးတော့အသေးဆွမ်းဆောင်ရင်ကောင်းမကောင်းကျွန်တော်ဆုံးဖြတ်ကြတယ်အဲ့တော့ချက်ချင်းသိနိုင်တယ်လို့ဘာလို့ပြောလဲဆိုတော့ reset အပြေရပြီဆိုတာနဲ့ဒီကောင်လေးကများသောအားဖြင့်အသေးပြက်စီးတော့မှထွက်တဲ့ကောင် ဘူးအသက်ပြည့်စည်ပြီဆိုရင်အန်ဇိုင်းတွေထွက်လာမယ်ပရိုတင်းတွေယော့လာမယ်ဘီလီရူဘင်တွေတက်လာမယ်ဒါဆိုကျွန်တော်တို့ကသိလို့ရပါပြီဒီကောင်ကဒီအသက်တော့ပြည့်စည်နေပေါ့နော်လောကပြည့်စည်နေပြီဒါပေမဲ့တခုတော့ရှိတာကဒါဒီတက်တာတခုတည်းနဲ့တော့လေဒီအသက်ပြည့်စည်ရလို့100%ပြောလို့မရအောင်ဒီအန်ဇိုင်းတွေကအသက်ပြင်တခြားအချက်တွေမှာလည်းတက်နိုင်တယ်ပေါ့နော်အဲဒါပေမဲ့အသေးရောဂါရှိခဲ့သူမှာဆိုလို့ရှင်တော့ဒီအန်ဇိုင်းတွေတက်နေတာဒါတွေတက်နေတာဒီအသေးပြည့်စည်တာကိုချက်ချင်းပြနိုင်တယ်ပေါ့ဒါကြောင့်မို့ကျွန်တော်က ဒီကောင်လေးဒီအသေးပြက်စီတာကိုပြနိုင်တဲ့ကောင်လေးလို့ကျွန်တော်ပြောချင်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့မိသားစုဆရာအောင်နဲ့တိကျတိုင်မဆုံးဖြစ်တာတော့အမှန်ဆုံးပဲပေါ့အဲ့တော့ဘာတွေဆက်လဲဆိုတော့ကျွန်တော်တို့ခုကျင်လိုက်ကြည့်အောင်နော်ကဲတော့ကျွန်တော်ဒီအသေးဆုံးဆောင်ရည်စစ်ဆေးရဲ့ liver function index ကိုကျွန်တော်၃ပိုင်းခွဲပြောမှာနော်ပထမတစ်ပိုင်းကတော့ enzyme နေစစ်တာပေါ့ enzyme နေမှာဆိုအဓိကစစ်တာက ALT ရှိတယ် AST ရှိတယ်နောက်တစ်ခုက ALP ရှိတယ်နောက်ကျ GGT ရှိတယ်ပေါ့နော် အရှင်ကောင်းတွေပြောမယ်ဆိုရင် ALD ဆိုရင် Alanine transaminase ပေါ့နော်။နောက် ASD ဆိုရင် aspartate transaminase ပေါ့။နောက် ALB ကြတော့ alkaline phosphatase ပေါ့နော်။နောက် GGD ကြတော့ gamma glutamine transferase ပေါ့။အဲ့ဒီအန်ဇိုင်း၄မျိုးကိုစစ်တာပေါ့နော်။အဲ့ဒီကောင်တွေကများသောအားဖြင့်တော့သူကအသေး cell ပြည့်စည်တဲ့အခါမှာထွက်တဲ့အန်ဇိုင်းတွေပေါ့။ဒါကြောင့်မလို့ဒီအန်ဇိုင်းတွေတက်နေပြီဆိုလို့ရှိရင်ဒါကြီးအသေးပြည့်စည်ရဲ့လို့ကျွန်တော်တို့ကဂျေဝဲခန့်မှန်းလို့ရတယ်ပေါ့နော်။နောက်တစ်ခုကတော့ protein တွေပေါ့။ protein အဓိကစစ်တာ albumin စစ်တယ်၊ globulin စစ်တယ်ပေါ့နော်။ ဲ့တော့ဒီအသေးက albumin ဆိုတဲ့ protein ကိုထုတ်ဖို့အတွက်ကိုအဓိကတောင်းထမ်းဆောင်ပေးတာဒါကြောင့်မို့ဒီကလေးအသေးပြက်စီးသွားပြီဆိုရင်သွေးထဲမှာ albumin တက်တွေညော့သွားလိမ့်မယ်ဒါကြောင့်မို့ဒီ albumin တက်တွေသွေးထဲမှာညော့သွားတာကိုပြခြင်းဟာဒါဒီအသေးပြက်စီးတာကိုပြခြင်းပေါ့နော်အဲ့လိုသိထားတယ်နောက်တစ်ခုကတော့ bilirubin ပေါ့နော်အဲ့ bilirubin လည်းအသေးကထွက်တဲ့အဝါရောင်ခြေပစ္စည်းပဲအဲ့ဒီကောင်ကနောက်ဆုံးမှာပေါ့နော်ဒီသွေးရဆင်းတည်မယ်တည်ပြီးတော့နောက်ဆုံးမှာတဲကြီးရဆင်းစွန့်ထုတ်တယ်ပေါ့နော်စွန့်ထုတ်ပြီးတော့ဒီ ဝင်းကျွန်တော်တို့ဒီဝင်းသွားလို့ရှိရင်ဝင်းရောက်အောင်ဝါနေအဲ့ဒါကြောင့်ပေါ့နော်ဒီကောင်ကနေနောက်ထပ်တစ်ခုအတွင်ပြောင်းပြီးတော့ဆက်ပြီးတော့ဆွတ်ထုတ်ပြလိုက်တာပေါ့တကယ်လို့အသေးမှပြက်စီးသွားပြီဒါမှမဟုတ်သဲရည်တန်းကြောင့်ဒီကပိတ်သွားပြီဆိုလို့ရှိရင်ဈေးထားမိမှလားမသိဘူးနော်ခနာကူတစ်ခုလုံးဝါနေတာပဲဖြစ်သွားလိမ့်မယ်ပေါ့နော်နောက်ထပ်စီးတွေတအားဝါလာမယ်အဲ့ဒါဘာကြောင့်လဲဆိုတော့အဲ့ဘက်လမ်းကြောင်းကဆွတ်ထုတ်လို့မရတဲ့အခါမှာသွေးထဲမှာဂလီရိုမီတာတွေညားနေမယ်သွေးတွေကနေညားလာတဲ့အခါမှာနောက်ဆုံးကျတော့စီးထဲမှာပါအဝါဓာတ်တွေပါလာမယ်အဲအဲ့လိုပုံစံဖြစ်သွားမယ်ပေါ့နော်ဒါဆိုရင်သွေးထဲမှာဂလီရိုမီတာတွေတအားများနေပြီဆိုတဲ့သဘောတရားကလည်းသဲရည်တန်းကြောင့်မှတစ်ခု ပိတ်ဆို့နေတာဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်အသေး cell တွေပျက်စီးနေတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့လိုကြောင့်မကျွန်တော်သိနိုင်တယ်အဲ့တော့အားလုံးပေါင်းသုံးမျိုးစတဲ့ enzyme ကိုစစ်တာရှိတယ် protein ကိုစစ်တာရှိတယ်နောက်တစ်ခုက bilirubin ကိုစစ်တာရှိတယ်ပေါ့နော်ဒါကတော့အသေးစွမ်းဆောင်တွေကိုစစ်ဆေးတဲ့စစ်ဆေးမှုတွေဖြစ်ပါလေကျွန်တော်ပြောခဲ့လို့ပဲဒါတွေစစ်ပြီးွားရင်ချက်ချင်းဒီပါအသေးပျက်စီးတာမှစီးတာတော့သိနိုင်ပါလေအဲ့တော့ကျွန်တော်ဆက်ပြီးတော့ပေါ့နော်ဒီအသေးစွမ်းဆောင်တွေစစ်ဆေးဖို့အတွက်လိုအပ်တဲ့ယောဂနဲ့အခြေအနေတွေကိုရှင်းပြပေးသွားပါမယ်ပေါ့နော် အဲ့တော့ဘလူးချီနီမှာကျွန်တော်တို့ဒီလိုမျိုး liver function test ဖြစ်ဖို့လိုလဲဆိုတော့အသေးရောကလက္ခဏာရှိနေရပါဗျာဥပမာမျက်လုံးတွေဝါတာတွေအသားဝါတာတွေစီးဝါတွေပေါ့နော်အဲ့တော့ဘိုက်ရဲ့ညာဘက်နယ်ယူအောက်မှာအောက်တာပေါ့အဲ့ညာဘက်နယ်ယူအောက်မှာအသေးရှိရလीအဲ့ကြောင့်အဲ့နေရာမှာအောက်တာတွေနောက်ကျတော့အစားတောက်ပြတ်တာတွေသူကနုံးနေတာတွေပြုတ်အန်နေတာတွေအလေးချိန်ကျတာတွေအရေပြားတွေရာရန်နေတာတွေသူကအသေးရောက်မယ်ဆိုလို့ရှိရင်လည်းအရေပြားရာရန်တက်တယ်လीအဲ့လိုလက္ခဏာရှိနေပြီဆိုရင် liver function test ကိုဆက်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့ အသေးကိုထိခိုက်စေတဲ့ဆေးတွေအကြာကြီးတောင်းနေရတဲ့ကားပေါ့နော်ဥပမာအကိုက်ခဲပြောက်ဆေးတွေနောက်တစ်ချက်ကဒီ antibiotic တွေပေါ့နော်ပရိသီဝါပိုးသတ်ဆေးတွေပေါ့နော်အဲ့ဒါကိုကြာကြီးတောင်းနေရတဲ့ခါကြီးနောက်တစ်ခုကသွေးလွင်းစီကျဆေးတောင်းနေရတဲ့ခါမျိုးတွေနောက်ပြီးတော့ဒီ amyo drone လို့ခေါ်တယ်ပေါ့နော် core drone လို့ကျွန်တော်သိကြတယ်အဲ့လိုနှလုံးငြိမ်ဆေးတောင်းနေရတယ်နောက်တစ်ခုက tbc tbc ဆိုရင်ဒီအသေးကိုခဏခဏကြည့်ရပေါ့နော် tbc တောက်တဲ့လူဆိုရင်အသေးတောက်ချောက်ဆစ်ဖို့လိုတယ်နောက်တစ်ခုကတော့ခုခံချတဲ့ဆေးတွေပေါ့ auto immune တွေပါဖြစ်လို့ပေါ့နော်ခုခံလွန်တဲ့ရောဂါတွေဖြစ်လို့ခုခံချတဲ့ဆေးတွေတောင်းနေရတဲ့သူတွေ ောက်တစ်ချက်ကတော့တိုင်းစေးတွေစီးမီးတို့တောက်လျှောက်တောင်းနေတဲ့သူတွေအဲ့လိုလူတွေကဒီ liver function တက်ကိုစစ်ဖို့လိုအပ်တယ်ပေါ့နောက်တစ်ခုကတော့အသည်ပြက်စီးနိုင်တဲ့ virus တွေပေါ့နော်တဲ့အောင်တော့ဗီဘိုးစီဘိုးတွေရှိနေမယ်ဆိုလို့ရှင်လေ liver function တက်စစ်ဖို့လိုအပ်တယ်အဲနောက်တစ်ခုကတော့သွေးကြိုစီကြိုဟာရှိနေတဲ့သူတွေသွေးနဲ့အဆီဓာတ်တွေများနေတဲ့သူတွေသွေးရောဂါရှိနေတဲ့သူတွေအဲ့လူတွေကလည်း liver function test ကိုအခါအားလုံးသာစစ်တင်နေအဲနောက်တစ်ခုကတော့အရက်အားတောက်တဲ့သူပေါ့နော်အားနေအရက်ပဲထိုင်တောက်နေတယ် အရင်ဆွဲနေတဲ့သူတွေရတယ်ဒီ liver function test ကိုဆက်ဖို့လိုတယ်အနောက်တစ်ခုကတော့မမျောလည်းပဲနဲ့ ultrasound တွေပါရရင်နဲ့မှာအသေးစီဘုံတော်တွေ့သွားတယ်နောက်ချက်ကသဲကြီးရောင်ရည်သဲကြီးပြုံမှာကြောက်ပိတ်နေရတယ်အဲ့လိုမျိုးတွေ့နေတဲ့သူတွေရတယ် liver function test ပါဆက်ပြီးတော့ဆက်တင်တယ်အနောက်တစ်ခုကတော့မိဘမျိုးမှာသဲရောဂါရှိရဆိုလို့ရှိရင်လည်းကို့မှာလည်းသဲရောဂါရှိလာနိုင်တဲ့အတွက်ကြောင့်မလို့ liver function test ကိုဆက်တင်တယ်အနောက်တစ်ခုကတော့အသေးအစားထိုးရတဲ့သူတွေမှာ liver function test ကိုမဖြစ်မနေဆက်တင်တယ်ပေါ့နော်ဒါကတော့ဒီ အသေးနဲ့ပတ်သက်တဲ့လုံဆောင်ချက်တွေကိုစစ်ဖို့အတွက်လိုအပ်တဲ့လူတွေဖြစ်ပါတယ်ပေါ့နော်။ဒါပေမဲ့တချို့လူတွေကြတော့လေ medical check up လုပ်တဲ့နေရာဆက်တာလည်းရှိတယ်ပေါ့နော်။အဲ့လိုဆက်တာမျိုးနဲ့လည်း department index ကိုဆက်ကြရတယ်ရှိတယ်ပေါ့နော်။ကိုကျမရဲ့ပြဿနာတွေကို data ယူပန်းနဲ့ online ကနေပြီးတော့ပဲဖြစ်ဖြစ်လူကိုယ်တိုင်းစိတ်ကမ်းမှာလာရောက်ပြီးတော့ဆွေးနွေးကြတာပဲဖြစ်ဖြစ်ဖုန်းနံပါတ်3963 9639ကိုအနေရှင်းနိုင်ရနေပြီးတော့ညနေ6:00နာရီအတွင်းမှာအသေးစိတ်မြင်မြတ်နိုင်ပါတယ်ရှင်။ ကဲတော့ကျွန်တော်ဆက်ပြီးတော့ဗောနော်စန်းသက်စစ်ဆေးပုံအစဉ်စဉ်ရဲ့အဲဒီစန်းသက်မှုကြောင့်တည်နိုင်တဲ့အဖြေတွေကြောင်းကျွန်တော်ရှင်းပြပေးတော့ပါမယ်အဲ့တော့စစ်ဆေးဖို့အတွက်ကိုဘာကြိုတင်ပြင်ဆင်မှုမှမလိုဘူးဗောနော်အစားအသောက်တွေပါရှောင်ဖို့လည်းမလိုဘူးလက်ထံကနေသွေးပြန်ကြောပါနေပြီးသွေးယူရဲတက်ခွဲကန်ပုံမယ်စစ်မယ်အဖြေထွက်မယ်ဒါပဲနော်အဲ့တော့တည်နိုင်တဲ့အဖြေတွေကြောင်းဆက်သွားမယ်ဆိုရင်ကျွန်တော်အပိုင်းလေးတွေခွဲပြောပါမယ်ဗောနော်အရင်ဆုံးကျွန်တော် liver enzyme တွေဖြစ်တဲ့ AST နဲ့ ALT ဗောနော်အဲ့အကြောင်းအရင်ဆုံးစပြောပါဗောနော်အဲ့ဒီ ASD နဲ့ ALD ကအသေးဆုံးတော့ရေးစစ်ရဲ့ဆိုပေမဲ့ပေါ့နော်တခြားယောဂါတွေမှာလည်းတက်နိုင်သေးတယ်ပေါ့အဲ့ဒါကိုကျွန်တော်သိထားဖို့လိုတယ်အဲ့တော့ ASD နဲ့ ALD တက်ပြီဆိုတာနဲ့အသေးလိုတန်ပြောလို့မရဘူးတခြားယောဂါတွေမှာလည်းတက်နိုင်တယ်ဥပမာပေါ့နော်ဒီပိုးကြောက်အသေးရောင်တာပေါ့နော် infected hepatitis ဆိုခေါ်တဲ့ပိုးကြောက်အသေးရောင်တဲ့အချိန်မှာလည်းဒီ ASD ALD တက်နိုင်တယ်နောက်ပြီးတော့အသေးရောင် virus ပိုးတွေဖြစ်တဲ့အသေးရောင်တွေက virus B ပိုးတို့ A ပိုးတို့ပေါ့နော် hepatitis A တို့ B တို့ C တို့ပေါ့နော်အဲ့ဒါမျိုးတွေကြောက်လဲကျွန်တော်တို့ဒီ ASD ALD တက်နိုင်တယ် နော်ဘက်တီးရီးယားကြောင့်ပိုးစိတ်တက်တာတွေမှတ်ဖျားပိုးဝင်တာတွေနောက်ပြီးတော့အမီးဘာဝမ်းကိုက်ပိုးဝင်တာတွေအဲ့မှာလည်းတက်နိုင်တယ်ပေါ့နော်နောက်တစ်ခုကအသေးအတွင်းမှာရေအိတ်တဲတာတွေအကျိတ်တဲတဲ့ခါမှာလည်းဒါကြီးတက်နိုင်တယ်နောက်ချက်က alcoholic hepatitis လို့ခေါ်တယ်အရက်ကြောင့်အသေးရောင်ရင်လည်းဒါကြီးတက်နိုင်တယ်နောက်တစ်ခုကတော့ drug induced liver injury လို့ခေါ်တယ်ဆေးတွေအရန်တောက်လို့ဆေးကြောင့်အသေးထိသွားတဲ့ခါမှာလည်းအဲ့ဒီကောင်တွေတက်နိုင်တယ်အဲ့နောက်တစ်ခုကပါစီဒီပေါ့အလွန်ကျွန်းတောက်တာပေါ့နော်ပါစီမဟုတ်တလုံးလုံးပေါ့မယ်ねအလုံး20 30လောက်ညာကြီးတောက်ပြီးပါပြီဆိုရင်လည်းဒါကြီးတက်လာနိုင်တယ်ပေါ့နော် နောက်တစ်ခုကအသေးချောက်တဲ့လူပေါ့နော်ဆီရိုးစစ်ဖြစ်တဲ့လူတွေမှာလည်းဒီ ASD နဲ့ ALD တက်လာနိုင်တယ်နောက်တစ်ခုကတော့ auto immune hepatitis လို့ခေါ်တယ်ပေါ့နော်ကိုယ်ကံအားတွေလွန်ပြီးတော့ဒီအသေးရောင်နေချိန်တွေမှာလည်းတက်လာနိုင်တယ်အဲနောက်တစ်ခုကတော့နှလုံးမှာပြဿနာတက်ပြီးတော့နှလုံးမှာနှင်းအားကျပြီးအသေးမှာလာပြီးတော့သွေးလာအိုင်နေတယ် congestive heart failure ကိုခေါ်တဲ့ယောဂမှာလည်းဒါတက်လာနိုင်တယ်အဲနောက်တစ်ခုကတော့ကျွန်တော်ဒီ ischemic hepatitis လို့ခေါ်တဲ့သွေးပေါင်ကျပြီးတော့ short ပြတ်ပြီးတော့အသေးသွားရောင်နေမှာလည်းတက်လာနိုင်တယ်နောက်တစ်ခုကအသေးသွေးကြောတွေပိတ်တာပေါ့ဗျာအဓိကဖြစ်တာတော့ ဒီ hepatic vein thrombosis ရဲ့ပေါ်တယ် vein thrombosis ရဲ့ပေါ့နော်အဲ့လိုမျိုးအဲဲမှာသွေးကြောတွေပိတ်တဲ့ရောဂါတွေမှာလည်းတက်လာနိုင်တယ်နောက်တစ်ခုကတော့ Wilson disease လို့နောက်ခေါ် hemochromatosis လို့ပေါ့နော်ဒီခန္ဓာကိုယ်မှာအသံဓာတ်တွေများတဲ့ရောဂါပေါ့နော်နောက်တစ်ခုကတော့ alpha 1 antitrypsin deficiency ပေါ့နော်အဲ့ဒီရောဂါမျိုးတွေမှာလည်းမွေးရပါဒါတွေကမွေးရပါတဲ့ရောဂါတွေပေါ့အဲ့လိုမွေးရပါတဲ့ရောဂါတွေရှိမယ်ဆိုလို့ရှင်လေတဲ့ဒီ ASD နဲ့ ALD နဲ့တက်လာနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအန်ဇိုင်းတွေကပေါ့နော်အသေးပြက်စီးတာများလာနေမြတ်ပမာဏပိုများလာတယ် စတွေကအများကြီးဖြစ်လာနိုင်တယ်ပေါ့နော်စေစအစတရာတစ်ထောင်အဲ့လောက်ထိဖြစ်လာနိုင်တယ်ပေါ့နော်အများကြီးဖြစ်လာနိုင်တယ်အဲ့လိုဖြစ်လာနိုင်နေလေအသက်အညံပို့ပြီးတော့များနေပြီပဲအဲနောက်တစ်ချက်ကသိထားမှာကဒီ ALD နဲ့ ASCD အသေးအန်ဆိုင်ဖြစ်တဲ့ပြီပေါ့နော်နှလုံးနေအုံနောက်ဒီ pancreas တွေပေါ့နော် pancreas ကမုတ်ချိုတွေပေါ့နော်နောက်တစ်ခုကကြွက်သားတွေပေါ့အဲ့ဒါတွေဖြည့်ဆည်းရင်လည်းဒီပေါ့နေများလာနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်ခုနပြောတဲ့အတိုင်းပေါ့နော်ဒါတွေတက်တိုင်းအသေးပြည့်စည်ပြီဆိုရောဆေးတွေကျိုးသွားလို့မရဘူးဆရာအောင်နဲ့တေချာတိုင်ပြီးတော့တိုးရတဲ့ဆန်းသက်စည်တွေထပ်လုပ်ဖို့လိုတယ်ပေါ့နော်ဒါကတစ်ပိုင်းပေါ့ နောက်တဲ့နံပါတ်2ပိုင်းကတော့ဒီ ALB ပေါ့နော် alkaline phosphatic လို့ကျွန်တော်ခေါ်တယ်အဲ့ဒီကောင်တက်ပြီဆိုလို့ကျွန်တော်တည်ကြတာကတဲကြီးပျော်နေတဲကြီးအိမ်နဲ့ပတ်သက်တဲ့ယောဂါတွေကိုဆက်ပြီးတော့ရှာဖို့လိုနေမှာပေါ့နော်အဲ့ဒါဆိုတော့ aerosol ဆက်ရဖို့လိုမယ်ဒါပေမဲ့ဒီ alkaline phosphatic ကအယိုးယောဂါရှိရတွေမှာလည်းတက်နိုင်တယ်ခလေးတွေမှာလည်းတက်နိုင်တယ်အဲကိုဝင်ဆောင်တွေမှာလည်းတက်နိုင်တယ်အဲ့ဒါလေးတော့သတိထားဖို့လည်းလိုတယ်ပေါ့နော်နောက်တစ်ခုကဘီလီရူပင်ပေါ့နော်ဘီလီရူပင်ကြတော့ဒီကတဲပြက်စီးတဲ့အခါမှာသွေးထဲမှာဘီလီရူပင်တက်လာတယ်အဲ့တော့ ောက်ပါကွာအသားတွေကဝါလာမှာလေအသားဝါလာမယ်မျက်လုံးတွေဝါလာမယ်စီးထဲမှာလည်းအရန်ဝါလာတာပေါ့ဒါပေမဲ့ဘီလီရူမင်ဆိုတာဟာအသေးပြက်စီးရအပြင်ဟိုသွေးနေဥတွေပြက်စီးရရောဂါတွေမှာလည်းဒီဘီလီရူမင်ကများနေနိုင်တယ်ဒါကြောင့်မလို့ဘီလီရူမင်များနေတိုင်းအသေးပြက်စီးရပြောလို့မရဘူးသွေးအားနဲ့ရောဂါကြောင့်များဖြစ်သလားဆိုတာကျွန်တော်ထည့်သွင်းစမ်းသပ်ဖို့လိုတယ်ပေါ့နော်အနောက်တစ်ခုကတော့အဗီမင်ပေါ့နော်အဗီမင်ကနေကျွန်တော်ပြောပရိုတင်းတက်ပေါ့အဲ့ပရိုတင်းတက်ကအသေးအထုတ်တယ်ဒါကြောင့်မလို့တကယ်လို့အသေးမှာရောင်နေတာတွေအပါးစားနေတာတွေပေါ့နော် အဲနတ်တာရှိဝန်ပြဝန်ရှောဖြစ်တာတွေပေါ့နော်နောက်နှလုံးညှအားကြတာတွေကြောက်ခက်ရောင်ပြီဆိုလို့ရှိရင်လည်းအဲဒီကနာအယ်ဘီမန်တက်ကနည်းနေတယ်တော့အယ်ဘီမန်တက်နည်းနေတိုင်းတော့အသေးပြဿနာမဟုတ်ဘူးဒါပေမဲ့ကြောင်းမယ်ပြန်ပြောမယ်ဆိုတော့အသေးရောဂါရှိတဲ့တော့အယ်ဘီမန်ကျင်းနေပေါ့နည်းတယ်ဒါကြောင့်မလို့အသေးရောဂါသမားတွေရက်သမားတွေပါပေါ့နော်နောက်ဒီဆရိုဆော့လေပါလို့ကျွန်တော်ခေါ်တာပေါ့နော်အသေးချောက်တဲ့လူတိုင်းမှာဆိုရင်ရေပြင်းနေပါပြီဆွဲပြီဆိုရင်ကျွန်တော်ဘာဘာလုပ်ကြလဲဆိုဒီအယ်ဘီမန်ကိုကျွန်တော်တို့ကကျွန်းနေတော့ချိတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးရှိကြတယ်ပေါ့နော်ဒါကတော့ဒီအသေးဆွမ်းဆောင်ရင်စစ်ဆေးတဲ့အခါမှာတိနိုင်တဲ့အဖြေတွေပဲဖြစ်ပါတယ် ကဲအဲ့တော့ကျွန်တော်တို့ liver function test ဆက်ပြီးသွားပြီအဖြေလည်းထွက်လာပြီပေါ့နော်ကျွန်တော်ဘာဆက်လုပ်ကြမလဲပေါ့နော်အဲ့တော့အဓိကတော့ဆရာဝန်နဲ့ပြန်တိုင်မှုလို့ပြောမှာပေါ့ဒါပေမဲ့ကျွန်တော်ကဗီဒီယိုရိုက်တာသလိုလဲကျွန်တော်ကနည်းနည်းသိအောင်ပြပြဖို့လည်းလိုတာပေါ့နော်အဲ့တော့ liver function test ဆက်လိုက်တယ်အသဲအန်ဆိုင်တွေကထောင်ချီတက်နေတယ်ပြီးတော့ဒီအသဲနဲ့ပတ်သက်တဲ့လက္ခဏာတွေလည်းပြနေပြီဆိုရင်တော့တေစာပေါက်စိတ်ဝင်တက်ဖို့လိုပါတယ်စိတ်ဝင်တက်ပြီးလိုတဲ့ကုသမှုတွေလုပ်ဖို့လိုတယ်ဆိုတာသိထားဖို့လိုပါတယ်တကယ်လို့ liver function test ဆက်လိုက်တယ်ပေါ့နော်သူကရာကြော်လောက်ပဲတက်တယ်ပေါ့နော်ပြီးတော့ ဒီအခြားဘီဘူးလို့စီဘူးလို့အခိုင်လဲရှိမယ်တခြားရောဂါခံရရနည်းနည်းပါရှိမယ်ဆိုရင်တော့ဈေးဝင်တက်ဖို့တော့လိုချင်မှလိုနိုင်မယ်ဒါပေမဲ့ဒီမိသားစုဆရာဝန်လည်းဖြစ်ဖြစ်ပေါ့နော်နောက်ပြီးတော့ဒီတက်ဆိုင်ရာတမားတော်ပေါ့နော်အထူးကုဆရာဝန်တွေလည်းပဲဖြစ်ဖြစ်တေချာပြပြီးတော့လိုအပ်တဲ့ကုသမှုတော့ခိုင်ဖို့တော့လိုတယ်ပေါ့နော်ဈေးဝင်တက်တက်ဖို့ကတော့သူတို့ဆုံးမဲ့ချက်ပေါ့လိုချင်မှလိုနိုင်မယ်ဒါပေမဲ့ခုနထောင်းကျော်ဖြစ်နေပြီဆိုရင်ချိန်ပြီပေါ့တက်ဖို့လိုနိုင်မယ်ပေါ့နော်ဒါပေမဲ့လည်းပေါ့နော်ခုနကျွန်တော်ပြောခဲ့တယ်ပေါ့ဒီ liver enzyme တွေတက်ပြီးမယ်လေ ဒီအသေးပြက်စီးတာမဟုတ်ပဲねတခြားအင်္ဂါတွေကြောက်လဲတက်နိုင်တယ်လို့ကျွန်တော်ကပြောခဲ့တယ်တခြားအချက်တွေကြောက်လဲတက်တယ်လို့ပြောခဲ့တယ်ဒါကြောင့်မလို့အသေးပြက်စီးရလို့ကံတေကမှပြောလို့မရအောင်တခါကြီးကြလို့ရှင်လဲအကြောင်းမရှိပဲねအကြောင်းလို့နေရာမရှိပဲね liver enzyme တခါကြီးတက်နေတက်တာလဲရှိတတ်တယ်အဲ့ဒါမျိုးကြောင့်တကယ်လို့ liver enzyme ကတော့တက်တယ်အများကြီးတက်တာလဲမဟုတ်ဘူးကျိုးကြတော့ဒီလောက်နည်းနည်းသိပါပြီဆိုရင် enzyme ကြီးနည်းနည်းလေးတက်တာ ਨੇ ဥမာရ40လောက်ပုံမှန် value ကနေပြီးတော့50 60လောက်ဆိုတော့လန့်သွားကြတယ်အဲ့လောက်ကဘာမှလန့်စရာအကြောင်းမရှိဘူး ကိုယ်မှာဘာမှလက္ခဏာတွေထူးထူးခြားခြားလည်းမပြောက်ဆိုရင်ဘာမှပူစရာမလိုဘူးဒါပေမဲ့အရင်စိတ်ပူတယ်ဆိုဆရာမနဲ့တိုင်ပါတော့ဒါပေမဲ့ဒီဗီဒီယိုကြီးရဲ့လို့ကျွန်တော်ပြောချင်တာကတော့အလောက်တက်တာနဲ့အခြားလက္ခဏာဘာမှမပြောက်ဆိုရင်စိတ်ပူစရာမလိုတဲ့ကြောင့်ကျွန်တော်ပြောချင်တယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်နောက်ဆုံးနေတယ်ပေါ့နော်အသေးအန်ဆိုင်တွေမတက်ဘူးဘလို့ကာဝင်လဲဆိုတော့ပြပြပြေတော့ပါမယ်အဲ့တော့အသေးအန်ဆိုင်တွေမတက်ဘူးဆိုအဓိကတော့အသေးကာဝင်ဖို့တော့ကိုယ့်ရဲ့အသေးချက်မကြီးကောင်းဘူးလို့လုပ်မနေပေါ့နော်အဓိကတော့အသေးအန်ဆိုင်တွေဘာကြောင့်တက်တာလဲဆိုအသေးပြက်စီလို့တက်တာဒါကြောင့်မို့ကိုယ့်အသေးချက်မကြီးကိုထိခိုက်နိုင်တဲ့ စိတ်တောက်တွေနဲ့မတွေ့အောင်လို့ယူဆဖို့လိုတယ်။နောက်ချက်ကအသေးလုပ်ငန်းမပြတ်စီအောင်လို့အများကောက်ဖို့လိုတယ်။အရေးကြီးဆုံးအချက်ပြောရရင်တော့အသေးအားစီးတောက်ဖို့ပြောတာမဟုတ်ဘူး။အသေးအားစီးတွေကျွန်တော်တို့ပြင်မှာဝယ်လို့ရတဲ့စီးတွေနာမည်ရောကျွန်တော်ပြောတော့အသေးအားစီးတွေဒီအသေးမပြတ်စီအောင်ကာဝယ်တာမဟုတ်ဘူး။ကျွန်တော်လူတွေမှာအားရှိအောင်အားစီးတောက်တယ်လို့ပဲ။အသေးအားရှိအောင်အားစီးတောက်တာပဲ။အဲ့တော့ပေါ့ပါမတောက်ဘူး။ဒါပေမဲ့အဲ့ဒီကောင်ကအသေးမပြတ်စီဖို့ကောက်ဝယ်တာလောမဟုတ်ဘူးဆိုတော့သိသိရတယ်။အဲ့တော့အားစီးမတောက်အောင်ဘာလုပ်အောင်လဲ။အခုကျွန်တော်ပြောတဲ့အချက်တွေလုပ်အောင်ပါ။အဲ့တော့ တချက်ချင်းတွေပြောပါမယ်ပထမချက်နေနဲ့20 medical check up လို့ကောင်းတာလို့ liver function check ကိုပုံမှန်စစ်နောက်တစ်ခုကတော့အသေးကိုဒုက္ခပေးတာအရက်ဒါကြောင့်မို့အရက်ကိုလုံးဝမတောင့်နဲ့တောင့်နေဖြစ်နော်နောက်ဆက်လိုက်ဆက်လိုက်ကလည်းတွားရိုက်တော်နေရပြီအသေးကိုကြီးကိုင်းနိုင်တယ်ဘာလို့လဲဆိုတော့အစိတ်တောက်ပစ္စည်းတွေမှန်များအားလုံးကအသေးရဲ့အဓိကလုပ်ငန်းတာဝန်ကခနာကူမာရှိတဲ့အစိတ်တောက်တွေကိုဖြည့်ပေးရတာဖြစ်ကြအောင်လို့ဆက်လိုက်တော့ပြီဆိုလဲအဲ့အစိတ်တောက်တွေကအသေးမှာပဲတောက်ဖြည့်ရတာအဲ့တော့ဆက်လိုက်ကိုအများကြီးတောက်ပြီးဆက်လိုက်မှမဟုတ်ကျွန်내အစိတ်တောက်ပစ္စည်းတွေအများကြီးစုပုံလာပြီဆိုရင်အသေးမှာပြဿနာပွားကြီးတက်နိုင်တယ်ဒါကြောင့်မို့ဆက်လိုက်လည်းဖြတ် နောက်ပြီးတော့ဆေးတွေဆေးတွေဘလို့အပန်နဲ့ရှောက်ပြီးတော့ဒီပဲကြီးလိုဝါစာလိုထိုက်မတော့နဲ့နောက်တစ်ခုကတော့အာဟာရမျက်မျက်တတဖြစ်အောင်မြည်တယ်စားတော့နောက်ချက်ကလက်လက်ဆက်ဆက်အစားအစာတွေအသီးနှံတွေပဲမြည်တယ်စားနောက်ချက်ကအသေးကိုထိခိုက်စေတဲ့ကောင်းတယ်မှာ ချိုလုံးတဲ့အစားအစာတွေအစီညာတဲ့အစားအစာတွေပါအဲ့ဒါတဏ္ဍန်ဆုံးရှောင်းပြီးအစားအစာတွေတဏ္ဍန်ချင်းချက်ပြီးတော့ကြောက်အောင်ချက်ပြုတ်ထားတဲ့အစားအစာစားပြီးတော့ကြောက်ပိုးတွေဝင်နေလို့ရှင်လေအသေးမှာပါထိခိုက်နိုင်တာရှိတယ်နော်ကျွန်တော်ပုံမှန်ပြောခဲ့ပြီးသွားပြီအဲ့တော့နောက်တစ်ခုကအသင့်စားတဲ့အစားအစာတွေပြုပြင်ထားတဲ့ process food တွေနောက်ချက်က တာချီခံလို့ထားတဲ့အစားအစာတွေတက်နံတော့ရှောင်းအဲ့ကောင်လည်းအသေးကိုထိခိုက်နိုင်တယ်။အဲနောက်တစ်ခုကတော့ကိုယ်လည်းလို့ရှားလေးချိန်ကိုပုံမှန်လုပ်ပြီးအဲ့တော့အလေးချိန်ကို BMI ပေါ့နော်၁၈ကနေ၂၅ကြာပါပေါ့နော်ပုံမှန်ထိန်းနေအောင်ပေါ့ပုံမှန်အလေးချိန်ပြောင်းလို့ထိန်းသိပြီးအဲနောက်ချက်ကတော့ B ဘိုးစီပြဿနာရှိတယ်ဒါကြောင့်မလို့သေးအောင်မှာ B ဘိုးကိုကာဝေးသူပါနောက်တစ်ခုကတော့ကိုယ်လက်တန့်ရှည်ပေါ့နော်အမြဲတမ်း Q ဆိုင်ပြီးတော့လုပ်ပြီးပေါ့နော်အခုကျွန်တော်ပြောတဲ့အချက်တွေကိုတရားလုပ်မယ်ဆိုလို့ရှိရင်တရားပေါ့အသေးကိုကာဝေးနိုင်မယ်အသေးအားစီတောက်တာချက်ပို့ပြီးတော့ကာဝေးနိုင်မယ်ဒါလေးကျွန်တော်ပြောချင်တယ် ကဲအခုကျွန်တော်ပြောပြခဲ့တဲ့အချက်တွေကိုတော့ထေချာနောက်အောင်ပြီးသွားပြီဆိုရင်အသေးကျမ်းမာရေးအတွက်အသေးစွမ်းဆောင်ရည်စစ်ဆေးခြင်းကြောင့်ကောင်းကောင်းသိသွားမယ်လို့ထင်ပါတယ်ပြီးတော့ကိုယ့်အသေးကျမ်းမာအောင်ဘယ်လိုပုံစံမျိုးတွေလုပ်ရမလဲဆိုတာလေသိသွားပြီးတော့ပြောနေပါတယ်ဒီလိုဗီဒီယိုတွေအများနဲ့တင်ဆက်ပေးပါမလို့ကျွန်တော်ရဲ့ AM channel လေးကိုအများနဲ့စောင့်မျှော်အားပေးကြပါလို့ပြောနေပဲနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ AM channel မှာကျမ်းမာရေးကုသရေးအများနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်နောက်ထပ်ပြန်ပါပြောနေပါ